တော့တကယ်တကယ်လေးကြာကြောင်းကိုမိုက်လေးနဲ့ဟယ်လိုကျွန်တော်ရုပ်ဆောင်ပိုင်သက်ပါခင်ဗျာဆိုတော့ねဘေးနားမှာရှိတဲ့ပဝင်းကြီးမှာရှိတဲ့ကျွန်တော်ပြိသက်တွေကချက်ချင်းရောက်ရောက်လာတာရောက်လာပြီးအမှတချင်းတွေလည်းသူတို့တောင်းဆိုကြတယ်အများကြီးလည်းအားပေးကြတဲ့အတွက်ဟိုတကယ်ဟိုမှမယုံကြည်နိုင်လောက်ဝမ်းသာမိပါတယ်ခင်ဗျာဟုတ် ိုဗီဒီယိုထောက်ကြည့်လိုက်တယ်နည်းနည်းစမ်းနေပြီဆိုတာနဲ့ကွန်မတ်ကိုထောက်ကြည့်လိုက်တယ်ကွန်မတ်မှာတယောက်ကမကောင်းပြောထားပြီဆိုဟာကလည်းမကောင်းပြောရတော့မယ်အဲ့ဒီအဖွဲကတော့တီးတန်းအုပ်စုလေးတစုပဲရှိတာပေါ့နော်အဲ့ဒီတစုဒီကောင်တွေကအလွတ်ရနေပြီအဲ့အဲ့ဒီတစုတွေပဲရှိတာသူတို့ကတော့တယောက်မကောင်းပြောပြီဆိုတယောက်ကစွန့်ကြည့်လောင်းတာအဲ့လိုမျိုးတွေရှိရှိကြတယ်အဲ့တော့ကျွန်တော်တကယ်အမှန်တကယ်အားပေးတဲ့သူတွေကခဏအဲ့အချိန်မှာရက်နေပြီကမှာပြီးလဲပြီးရောကျွန်တော်ကို congratulation တွေအများကြီးလုပ်ကြတယ်အခုချိန်မှာဆိုရင်လည်းဘယ်နေရာရဲ့ရောက်ပေါ့ အဲ့တခြင်းလေးကိုလည်းအအမောမျက်လုံးတခြင်းလေးကိုလည်းကြိုက်တယ်ဆိုပြီးတော့အားပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့တရုတ်ဆောင်ပိုင်တစ်ဖြစ်ပါတယ်ခင်ဗျာအဟုတ်ကဲ့ပါခင်ဗျာအခုတစ္ဆာဖြစ်တာစီရင်စေဆိုတော့ဆက်လန်တွေကစိတ်မစားဘူးကောင်းတယ်ပေါ့နော်အဲဘာလို့လဲဆိုတော့ကိုကြီးညီနာကကျွန်တော်တို့လမ်းပြီးကျွန်တော်လမ်းဖိတ်လိုက်ကြတဲ့ကကျွန်တော်ကအခုကိုကြီးဆိုဝင်းရမယ်ဘယ်ဘယ်နေရာမှာဖြစ်ဝင်းရမှာပေါ့နော်အဲ ဟိုပဲကိုကိုကြီးဆိုဝင်ရမယ်ဆိုပြီးတော့ poster ကိုကြည့်လိုက်တဲ့အခါမှာဟာအများကြီးပဲဒီမှာအတားတွေပေါ့နော်အတားတွေအများကြီးပဲအကိုညင်နာတာရဲ့တရုတ်ဆောင်ချက်တွေကလည်းအရန်ကောင်းတာပေါ့နော်အရန်ကြိုက်နှစ်တက်ရတယ်အဲ့တော့ဒီဇလန်တွေထဲမှာဆိုရင်လည်းဘလို့ဖြစ်မလဲအရန်သိကျင်နေပါတယ်အခုအဲ့အကြောင်းမလို့အခုတခါ live out ပြီးတော့အားပေးတာဖြစ်ပါတယ်ခင်ဗျာဟုတ် ုတ်ကဲ့ပါခင်ဗျာကျွန်တော်ရှေ့မှာဆိုရင်တော့ဇလန်တွေနှစ်တွဲ MRT ဖို့မှာလာထားတယ်အဲ့ဒါဘာလဲဆိုရင် Happy Hotel ပေါ့နော်အာ Happy Hotel ဆိုတဲ့ဇလန်တွေရဲ့ပြီးတော့ကျွန်တော်အချစ်ဆုံးသူရဲ့ Property ဇလန်တွေနှစ်တွဲတော့ကျွန်တော် MRT ဖို့မှာလာထားပါတယ်အရိုက်ထားတဲ့ကားလေးတွေလည်းမထွက်သေးတာပေါ့เนาะနောက်တဲ့အခုလက်ရှိမှာဆိုရင်လည်းကျွန်တော်အလင်းပေးမဲ့ဖျောင်းနိုင်ဆိုပြီးတော့အာအမလာမျိုးတင်စားနယ်ကုဖြုံးငွေဆိုလိုနဲ့အတူတူပေါ့เนาะကျွန်တော်ဇလန်တွေအဲလက်ရှိမှာရိုက်ကူးနေပါတယ်ဒရိုက်တာကတော့ဆရာဦးတန်းရံဖိနစ်ဖြစ်ပါတယ်ခင်ဗျာ အမလာမျိုးနဲ့ကကြတော့ကျွန်တော်ရဲ့ငယ်ဆရာဖြစ်နေတာပေါ့နော်ငယ်ဆရာဖြစ်နေတဲ့ဖြစ်နေတဲ့အတွက်အခုအစုံရဲ့ဟိုမနဲ့စုံပြီးတော့ရိုက်ရတဲ့ခါမှာစိတ်လှုပ်ရှားတယ်ကြောက်တယ်ကိုမကြောက်တယ်ဆိုတော့ကိုယ့်ရဲ့ item တွေကိုအမအနေရဟိုတင်ပေးနေတာပေါ့နော်အမရှေ့မှာတရုပ်ဆောင်ရမယ်ဆိုတော့နည်းနည်းချိန်နာမျိုးတော့ရှိတယ်ဒါပေမဲ့အာအမကတည်တည်ချာချာအမတင်ပေးတယ်ပြပြပေးတယ်ရှူတင်တစ်ဖွဲ့သားလုံးကလည်းအရန်ချစ်ကြတယ်အရောက်မှတင်ပြပေးတယ်အဲ့တော့ လောက်ရတာပေါ့ပါပြီးတော့ဗောနော်အခုဇလန်တွေထွင်လဲကြည်ကြည်ပါအရန်ကိုမဟိုစိတ်ဝင်စားဖို့ကောင်းပြီးတော့ဂျင်းနဲ့လက်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 နဲ့ဖြစ်နေစရာမဲ့ဇလန်တွေဖြစ်ပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ကတော့ဟိုအမှန်တိုင်းပြောရရင်လေကိုကိုကိုဟောနမေရှိတဲ့သူတရားဥပမာအောင်မြင်တဲ့သူတရားလို့လည်းမခံယူထားပါဘူးခင်ဗျာ။ဘာလို့လဲဆိုရင်တော့တခါလေးကျရင်ကိုကတော့ပေါ့ပေါ့ပါပဲလွတ်လွတ်လပ်ပဲကျွန်တော်လျှောက်သွားနေတာအပြင်သွားရင်ကျွန်တော်နဲ့တွေ့တဲ့သူတွေသိရပါတော့။ကျွန်တော်ကျွန်တော်လျှောက်သွားတာဒါပေမဲ့ဘယ်နေရာပဲရောက် ရိသတ်တွေကအရန်အားပေးကြတယ်မနေ့ကဆိုရင်လည်းအဆိုတော်ရှင်းရှင်းရဲပေါ့နော်စေကန်းဖွင့်ပွဲမှာကျွန်တော်ကနေရာကလည်းနည်းနည်းအလှမ်းဝေးတော့ကျွန်တော်ပရိသတ်တွေကိုလည်းဖိတ်ဖို့အချိန်မရလိုက်ဘူးမရလိုက်တော့ဩဟို ဒီမှာတော့ငါ ACC ပဲဖွင့်ပွဲတက်ရမယ်ထင်တယ်ဆိုတော့တကယ်တကယ်လေကြာကြာကိုမိုက်လေးနဲ့ဟလိုကျွန်တော်ရုပ်ဆောင်ပိုင်တက်ပါခင်ဗျာဆိုတော့ねဘေးနားမှာရှိတဲ့ပဝင်းကြီးမှာရှိတဲ့ကျွန်တော်ပြိသက်တွေချက်ချင်းရောက်ရောက်လာတာရောက်လာပြီးအမှတချင်းတွေလည်းသူတို့တောင်းဆိုကြတယ်အများကြီးလည်းအားပေးကြတဲ့အတွက်ဟိုတကယ်ဟိုမှမယုံကြည်နိုင်လောက်ဝမ်းသာမိပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ပါခင်ဗျာမဘီပိုင်နဲ့ဆိုပြတာကကြတော့ချက်ချင်းအမြန်လောက်တာ မျက်လုံးတက်စားအမကျွန်တော်အများအားပြောတယ်ပေါ့နော်မောင်လေးနဲ့တချင်းဆိုနဲ့အတန်လေးကမဆိုးဘူးပေါ့နော်အမအများအားပြောတယ်ဒါပေမဲ့ကျွန်တော်ကဟိုဒီဘက်အဓိကတော့ဟိုကျွန်တော်ကဒီအမှုပညာလမ်းကြောင်းပေါ်မှာလည်းအဆက်အသွယ်လည်းကျွန်တော်ဘာမှမရှိဘူးနောက်တစ်ခါကကိုကိုကိုစူးစမ်းရုံးကန်နေရတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်တချင်းတစ်ဖို့လုပ်ဖို့ဆိုရင်လည်းကျွန်တော်အများကြီးစဉ်းစားပြီးဘယ်ကစလုပ်ရမှာမသိဘူး အဲ့နဲ့မောက်ပြပိုင်းနဲ့တရမှာစုံလဲစုံရောအမကဲမောင်လေးတချင်းရွေးလောက်ကြမယ်ဆိုပြီးတော့ဘာကြောင့်လုတ်ပြတာလဲဆိုရင်အမကျွန်တော်တချင်းစုံပြိုင်ပွဲမပြိုင်စေကျွန်တော်ဘာလို့လဲဆိုရင်ပြိုင်ပွဲတွေကျွန်တော်ခိုးခိုးပြီးပြိုင်တာပေါ့နော်ကျွန်တော်အမတွေကိုယ်တွေမသိအောင်ခိုးပြိုင်တာဒါပေမဲ့တိကုန်တယ်တိကုန်တဲ့အခါမှာကျွန်တော်အဆူခံရတယ်ပေါ့နော်အဲ့တော့အာဒီခါတော့နေမပြိုင်နဲ့တော့ကဲတချင်းထုတ်မယ်ဆိုပြီးတော့အာချက်ချင်းအဲတွေ့ချက်ချင်းရွေရွေးပြရတဲ့တီလုံးနဲ့ချက်ချင်းအပ်တန်စင်နေအပ်အပ်ပြီးတော့တခါတည်းဟို အမြန်ထုတ်ခဲ့တာပေါ့နော်ဒါပေမဲ့ ဟိုအမြန်ထုတ်တယ်ဆိုပေမဲ့တည်တည်ချာချာစူးစမ်းပြင်ဆင်ပြီးကမှကျွန်တော်ထုတ်ခဲ့တဲ့အတွက်မမီပိုင်နဲ့လွဲနေတဲ့စုံမများဆိုတဲ့တခြင်းလေးကတကယ်ကိုမှလူကြိုက်များပြီးတော့ဟိုကျွန်တော်လည်းကွန်မန့်ကောင်းလေးတွေရပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ပါခင်ဗျာအဓိကတော့ကျွန်တော်နောက်ထပ်လည်းတခြင်းတွေအများကြီးလုပ်ဖို့ရှိပါတယ်ခင်ဗျာအဲအဲ့ဒါပြီးတော့ကျွန်တော်အမုံမျက်လုံးတခြင်းလေးမှဆိုရင်လည်းကျွန်တော် creation လေးပေါ့နော် creation လေးကိုအများကြီးလက်ခံပေးကြရတယ်တချို့ writer ကြီးတွေဆိုရင်လည်းအဲ့မှာရှိတဲ့ကျွန်တော်ရိုက်ကူးထားတဲ့ lighting တွေကျွန်တော်ဖန်တီးထားတဲ့အရာတွေအားစား ကျူးစကားတွေပြောကြတယ်နောက်ထပ်အများကြီးပဲပြိသက်တွေကလည်းကျူးကျူးစကားတွေပြောကြတယ်လူတစ်ယောက်နဲ့တစ်ယောက်တော့အမြင်ချင်းတော့မတူဘူးပေါ့နော်တချို့ကကြောက်ပထမအဦးဆုံးမြင်မြင်ချင်းမှာကျွန်တော်ပြန်လဲဆန်းတက်ပြီးတော့ပုံပေါ်ထားတဲ့အပေါ်မှာတချို့ကကြောက်တခါဟိုလူတွေရဲ့တချို့ကကြောက်ဘယ်လိုရှိလဲဆိုရင်လူတွေရဲ့ကွန်မန့်ကိုကြည့်တာဟိုဗီဒီယိုထောက်ကြည့်လိုက်တယ်နည်းနည်းဆန်းနေပြီဆိုတာနဲ့ကွန်မန့်ကိုထောက်ကြည့်လိုက်တယ်ကွန်မန့်မှာတယောက်ကမကောင်းပြောထားပြီဆိုဟာငါလည်းမကောင်းပြောရတော့မယ်အဲ့အဖွဲကတော့တီးတန်းအုပ်စုတွေတစုပဲရှိတာပေါ့နော်အဲ့တစုဒီကောက်နေရအလွတ်ရနေပြီ အဲ့အဲ့တစုတွေပဲရှိတာသူတို့ကကြောင့်တယောက်မကောင်းပြောပြီးဆိုတယောက်ကစွန့်ကြီးလောင်းတာအဲ့လိုမျိုးတွေရှိရှိကြတယ်အဲ့တော့ကျွန်တော်တို့တကယ်အမှန်တကယ်အားပေးတဲ့သူတွေကခဏအဲ့အချိန်မှာရက်နေပြီးကမှပြီးလဲပြီးရောကျွန်တော်တို့ congratulation တွေအများကြီးလုပ်ကြတယ်အခုချိန်မှာဆိုရင်လည်းဘယ်နေရာရဲ့ရောက်ပေါ့နော်အဲ့တခြင်းလေးကိုလည်းအာအမောမျက်လုံးတခြင်းလေးကိုလည်းအကြိုက်တယ်ဆိုပြီးတော့အားပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဟုတ်ကဲ့ပါခင်ဗျာလက်တလုံးအမှုပညာလှူရှားမှုအနေနဲ့ကတော့ကျွန်တော်ဇလန်တွဲရဲ့ ရိုက်နေပါတယ်ခင်ဗျာအာဇလန်တွေကတော့ကျွန်တော်ပြီးတော့မယ်အာပြီးကနေမှအခုဇက်ကားကြီးတကားလည်းကျွန်တော်ဝင်နေပါတယ်ခင်ဗျာအာပြီးတော့ကျွန်တော်ပွဲတက်လေးတွေကျွန်တော်တချင်းဆိုလေးတွေအာကျွန်တော်သွားပြနေပါတယ်မနေ့ကဆိုအမရှင်းရှင်းရဲ့ပွဲမှာအရန်ပြော်တာဘာလို့လဲဆိုအမနဲ့ကရှေ့မှာရေဘေးတွေသွားလှူတော့အောင်စုံဘူးတာပေါ့နော်စုံတဲ့ခါမှာအမကဟိုငငယ်တော့တချင်းနေကျွန်တော်တို့တွန်းခဲ့ရတဲ့အတိုင်းပဲချစ်စရာလေးသူ့မျက်နှာလေးအပြင်မှာဖူးဖူးလေးနေပေါ့နော်တကယ်ဟိုကိုရီးယားမင်းသမီးလေးကြာလာပဲအဲ့အမနဲ့တွေ့ပြီးတော့ အခုဖွင့်ပွဲမှာစုံတဲ့အခါမှာလည်းအမအရန်ချစ်ဖို့ကောင်းတယ်ပြီးတော့အဲ့ကျွန်တော်ကအမပွဲတာလုံနေရမရဲ့တချင်းတွေပဲကြားနေရပါတော့ဟာဖီဖီမီမီအမောပြေအာနောက်တော့ဗာလဲ baby i love you အဲ့လိုမျိုးတွေပေါ့နော်အဲ့တချင်းတွေကိုလည်းပြန်ပြီးကြားအောင်မိတယ်အာတကယ်ဟိုမအခုအချိန်မှာမကြတော့ကိုဝင်နေဆိုတော့ပေါ့နော်သူကတချင်းတွေကိုတချင်းတွေမလောက်တော့ဘူးလို့ကြားတယ်ကျွန်တော်အဲ့ဒါတော့မျောတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့အဲ ိုဗာလဲကျွန်တော်တို့ F4 တွေခက်စားတဲ့အချိန်တွေမှာတော့မမတကယ်ပော့ပြင်မှတပားလိုမျိုးတိတံပေါ့နော်ထွက်လာတာမြန်မာနိုင်ငံမှာတကယ်ရှာရှာပါပါပစ္စည်းလေးပေါ့နော်ဒါပေမဲ့သူကအခုချိန်မှာကျတော့သူစီးပွားရေးနဲ့သူအများကြီးအောင်မြင်နေရတဲ့အတွက်လည်းဝမ်းသာပါတယ်ခင်ဗျာ